ဖြိုကျတဲ့အထက်30ရဲပါသွားတဲ့မြန်မာလုံသားတွေကိုကူညီဖို့ထိုင်းဝင်ကြီးရှေ့မှာဒူးထောက်ခဲ့တဲ့အလုသမာခေါင်းဆောင် ပရိသတ်များအလုံးမဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တွေအလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင် Bachelor 28ရက်နေ့မှာလှုပ်ခဲ့တဲ့ငလင်ကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံအဆောက်အဦတွေပါဖြိုကျတဲ့အထိဆိုးဝါးသွားခဲ့တာပါထိုင်းနိုင်ငံအဆောက်အဦဖြိုကျပြီးတော့လူအများအပြားထိခိုက်သွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဖြိုကျတဲ့အချိန်မှာမြန်မာလုံသားတွေသာအများအပြားပါသွားခဲ့တာပါ မြန်မာနိုင်ငံမှာလည်းမြန်မာလူမျိုးတွေကအထင်အရှားနေရတယ်လို့တိုင်းတစ်ပါးမှာလည်းမြန်မာလူမျိုးတွေသာအများဆုံးထိခိုက်သွားတယ်ဆိုတဲ့အဖြစ်ကရှင်းနာစရာခံဝင်နေကြရလဲဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအထက်30ပါတဲ့အဆောက်အဦဖြိုကျတဲ့အချိန်မှာမြန်မာလူမျိုးတွေဆယ်ချီကိုပြိနေကြတာဖြစ်တဲ့အဲဒီအဆောက်အဦမှာမြန်မာလူမျိုးတွေသာအများဆုံးလုကင်ကြတာပါ။ဒါကြောင့်မို့လို့အဆောက်အဦဖြိုကျတဲ့အချိန်မှာမြန်မာလူသားတွေကပြိကျပြီးတော့အထင်အရှားသွားကြတာဖြစ်ပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံတာဝန်ရှိသူတွေကငလင်ကြောင့်ဖြိုကျသွားတဲ့အဆောက်အဦကိုအမြန်ဆုံး ရှာဖွေပြီးတော့ကေဆေးရီတွေကိုလုတ်ပေးနေခဲ့ပါတယ်။အသက်ရှင်လျက်ရှိသူတွေကိုလည်းထိုင်းနိုင်ငံရဲ့အစင်းမြင့်ဆေးရုံမှာကုသခွင့်ပေးထားပြီးတော့ဖြစ်ပါတယ်။ဒါအပြင်မတ်လ31ရက်နေ့မှာလည်းအဆောက်အဦးကိုထိုင်းဝင်စီချုပ်ကိုရိုင်းလာရောက်ကြည့်ရှုခဲ့ပါတယ်။ထိုင်းဝင်စီချုပ်ကပြိုကျနေတဲ့အဆောက်အဦးနာကိုနိုင်ငံရဲ့တာဝန်ရှိသူအနေနဲ့လာကြည့်ပြီးတော့ ဝန်내ကြောင်းလာရောက်ပြသခဲ့တာပါ။ထိုင်းဝင်ကြီးကိုရိုင်းလာရောက်ကြည့်ရှုပေးတဲ့အတွက်မြန်မာလူသားတွေလည်းအားရှိကြတာဖြစ်ပါတယ်။ဒါအပြင်ထိုင်းဝင်ကြီးရောက်လာတဲ့အချိန်မှာမြန်မာလူသားကောင်းဆောင်ကထိုင်းဝင်ကြီးကိုအပြေးသွားရောက်တွေ့ခဲ့ပါတယ်။ မြန်မာအလို့သမားကောင်းဆောင်ကထိုင်းဝင်ကြီးချုပ်စီမှာမြန်မာအလို့သမားတွေကိုကြီးစုဆောင်ရှောက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။မြန်မာလူသားတွေကငွေရေးကြေးအရာလဲချိုးတဲကြတာမို့စေယုံစည်းတွေကိုလည်းမတက်နိုင်ကြောင်းတောင်းဆိုနေကြတာပါ။ထိုင်းဝင်ကြီးချုပ်ဘက်ကနေလည်းမြန်မာလူသားပဲဖြစ်ဖြစ်ထိုင်းလူသားပဲဖြစ်ဖြစ်ကြောသားရင်သားမခွဲခြားပဲကုညီမဲ့အကြောင်းပြန်ပြောနေကြတာပါ။ဒါကြောင့်မို့စိတ်မပူကြပါနဲ့ဆိုပြီးတော့ထိုင်းဝင်ကြီးချုပ်ကနှစ်သိမ့်စကားပြောနေကြတာဖြစ်ပါတယ်။အလို့သမားကောင်းဆောင်ကအကူအညီတောင်းနေရင်းနဲ့ထိုင်းဝင်ကြီးချုပ်ကိုဒူးထောက်ပြီးတော့လက်အုပ်ချပြီးဦးညွှန်း လိုက်တာဖြစ်ပါတယ်။ဒုထောက်ပြီးတော့ဥညွတ်အကူအညီတောင်းလိုက်တဲ့အချိန်မှာထိုင်းဝင်ကြီးချုပ်ဘက်ကနေပြီးတော့ချက်ချင်းဆိုသလိုညှင်းပယ်ခဲ့ပါတယ်။အခုလိုမျိုးဥညွတ်ဖို့မလိုပဲသူကူညီမှဖြစ်ကြောင်းပြောနေကြတာပါ။မြန်မာလူသမားကောင်းဆောင်ကထိခိုက်သွားတဲ့မြန်မာလူသမားတွေအတွက်တတ်နိုင်သမျှစူးစမ်းပေးနေရှာတာပါ။ထိုင်းနိုင်ငံမှာလည်းမြန်မာလူသားတွေသာအထင်အကဲရလို့စိတ်ထိခိုက်ရသလိုမြန်မာနိုင်ငံအတွင်းမှာလည်းဖြစ်ပျက်နေတဲ့ထိခိုက်မှုတွေကြောင့်ရှင်ွယ်ရတဲ့အထိကိုခံစားနေရတာဖြစ်ပါတယ်။ငလင်ဘေးကနေလွတ်လာတဲ့သူတွေအနေနဲ့လည်းစိတ်အနာတ ရကိုထွေးပိုက်ထားရသလိုဖြစ်နေပါပြီ။အစအုံပြိုကျတဲ့တဲပါသွားတဲ့သားသမီးတွေအတွက် မြန်မာပြည်ကမိခင်နေမှာလဲရှင်ကွဲမတက်ဖူဆွေးနေရသေးပါဆရာအောင်သိန်းရေးခဲ့သလိုပဲတည်တော်သူမှာအသက်ရှူရဲ့၍ရှင်တော်သူမှာအသက်ရှူချက်ရသည်ဆိုသလိုဖြတ်တန်းနေရတဲ့ရက်တွေကပျော်ရွှင်စရာအခိုက်အတန့်တွေနေပါလာခဲ့ရပါပြီဒီလိုအချိန်မှာဘေးမှာအထူးရှိနေသေးတဲ့မိသားစုဝင်တွေကိုတန်ဖိုးထားပြီးတော့အနာတရခင်အောင်စိတ်အားတင်းရင်းနဲ့စူးစမ်းဖြတ်တန်းကြရမှာဖြစ်ပါတယ်ပြိုကျတဲ့အထက်30ရဲပါသွားတဲ့မြန်မာလူသားတွေကိုကူညီဖို့တိုင်းဝင်ကြီးရှိမှဒူထောင်ခဲ့တဲ့အလုံသမားကောင်းဆောင်အပေါ်ပြည်သက်ကြီးတို့ရဲ့အမြင်ကို ပြပြပေးပြခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်